ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ anime channel ကနေပြန်လဲကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်အခုလာရောက်တင်ဆက်ပေးချင်တာကတော့ကျွန်တော်ဒီ Facebook မှာပေါ့နော်ကိုကနေပြီးတော့ဒီ page တွေ group တွေကိုကျွန်တော်တို့ like တွေလောက်ထားတယ်ပေါ့နော်ကိုကြိုက်တဲ့ page တွေ group တွေကို like တွေလောက်ထားတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကဒီအခြားသူတရားရောက်ကပေါ့နော်ကိုရဲ့ Facebook ထဲကိုဝင်ပြီးတော့ကျွန်တော်ဒီဒီပင်မရောစာမျက်နှာပေါ့နော်အဲ့မှာကျွန်တော်တို့ about setting ဆိုတာလေးကို about ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဒါလေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်က ကျွန်တော်စီရောဆိုတာကိုနှိပ်ပြီးတော့အောက်ကဟာတွေကိုကြည့်မယ်ဆိုရင်အောက်ကိုနည်းနည်းလေးဆွတ်တက်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအောက်မှာကျွန်တော်တို့ကဒီကိုလောက်ထားတဲ့ဒီပေ့တွေဂရုတွေကိုကျွန်တော်တို့ကဒီအခြားသူတွေတွေ့ရောမှာဖြစ်ပါရဲ့နော်အဲ့တော့ကျွန်တော်တို့ကတကယ်လို့နိုင်ငံရေးနဲ့ပတ်သက်တဲ့ပေ့တွေဂရုတွေကိုကျွန်တော်တို့က like တွေ follower တွေလောက်ထားမိတယ်ဆိုလို့ရှိရင်အဲဒီတာဝန်ရှိသူတွေတာဝန်ရှိသူတွေရပါတော့နော်ကျွန်တော်ကိုယ့်ရဲ့ဖုန်းကိုစစ်တဲ့အခါမှာ ျွန်တော်အဲ့လိုမျိုးစစ်တဲ့အခါမှာကျွန်တော်တွေ့လို့ရှိရင်ကိုဒုက္ခရောက်မှာပေါ့နော်အဲ့လိုမဖြစ်အောင်ကျွန်တော်တို့ကဒီပိတ်ထားကိုတယောက်ထပ်ပဲမြင်အောင်ပေါ့နော်ပိတ်ထားလို့ရတဲ့နီးလေးပေါ့နော်အဲ့ဒါလေးကိုလာရောက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်လည်းပဲအဲ့လိုမျိုးချဲကလူတို့ဒီအချားပေါ့နော်ဒီနှလုံးနဲ့ပတ်သက်တဲ့ဟာတွေအဲ့ဒီကလူတွေပိတ်တွေလိုက်ပြီးတော့ကျွန်တော်တို့က like တွေ follow တွေလုပ်ထားတယ်ဆိုလို့ရှိရင် play တွေဆင်လို့ရှိရင်တွေ့ရင်ကျွန်တော်အဖမ်းခံရမှာပေါ့နော်အဲ့လိုမဖြစ်အောင်ကျွန်တော်တို့ကပိတ်ထားတဲ့ရတဲ့နီးလေးပေါ့နော် ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော် Facebook ထဲကိုသွားလိုက်ပါမယ်နော် Facebook ထဲရောက်ရင်ကျွန်တော်ကျွန်တော်ဒီဘက်မှာညာဘက်ပေါ်တော့မှာကိုယ့်ရဲ့ profile ပုံလေးရှိတယ်အဲ့ဒါကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်ဒီမှာ setting ဆိုတဲ့ဟာလေးတစ်ချက်ရှိပါအဲ့ဒါလေးကိုနှိပ်လိုက်ပါနော်နှိပ်ပြီးကျွန်တော်အပေါ်လေးကိုနည်းနည်းလေးဆွဲတင်လိုက်ပါနော်ဒီမှာကျွန်တော်တို့ follower နဲ့ public contact ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနော်နေပြီလို့ရှိရင်ကျွန်တော်တို့ဒီမှာ1 2 3 3ကြောင်းပါဗောနော်ဒီနေရာလေးမှာကျွန်တော်တို့ပေတွေဗောနော် ပြီးရင်ကရုတွေကိုကျွန်တော် live flow ကလောက်ထားတဲ့ဟာကိုလစ်ကိုလစ်ဆိုတာကတော့ဟိုပါနော်ဒီအစင် live ပေါ့နော်အစင် live ကျွန်တော်တို့ရှိနေတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့က public ဆိုတာကတော့အများသူငါမြင်အောင်ပြထားတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကနှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့အဲ့ဒါလေးကိုအများသူငါမြင်အောင်မပြဘဲနဲ့ကိုတယောက်တည်းပဲကြည့်မယ်ဆိုရင်ဒီအောက်ဆုံးအဟာလေးကိုအမှန်ချစ်ပေးလိုက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာတော့မှန်းဒီမှာကျွန်တော်တို့ရှင်းဆိုတာတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်ရပါပြီနော် ဲ့ဒါလေးကကျွန်တော်ဘယ်နေရာမှာလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်ပြမယ်နော်အဲကိုယ့်ရဲ့ profile ထဲကိုဝင်လိုက်ပေါ့နော်ဝင်လိုက်ပြီးဝင်လိုက်ပြီးလို့ရှိရင်ကျွန်တော်ခုနပြောတဲ့ about ပေါ့နော် about ဆိုတဲ့နေရာလေးပေါ့နော်အဲနေရာမနှိပ်လဲဒီနေရာလေးကိုနှိပ်လိုက်ရပေါ့နော်ဒီနေရာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်ဒီမှာအပေါ်လေးကိုနည်းနည်းလေးဆွတ်တင်လိုက်ရင်ဒီမှာပေါ့နော်ဒီမှာပေါ့နော် like တွေပေါ့နော် follower တွေလောက်ထားတဲ့ဒီမှာ page တွေပေါ့နော် page တွေ page တွေအများကြီးပဲပေါ့နော်အဲ့ဒီမှာမှကျွန်တော်တို့ကဒီမှာအောက်မှာဆို follower ပေါ့နော် follower ပေါ့နော် အဲဒီမှာမှကျွန်တော်တို့ကဒါအဲဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့က like တွေ follower တွေလောက်ထားမိရဆိုရင်တာဝန်ရှိသူတွေကကိုယ့်ရဲ့ဖုန်းကိုယူပြီးစစ်ဆေးတဲ့အခါကိုဒုက္ခရောက်မှာပေါ့နော်အဲတော့ကထိုင်းနိုင်ငံမှာနေတဲ့အမျိုးတွေလည်းအဲ့လိုပဲကျွန်တော်ဒီ share ကလူတွေနှလုံးကလူတွေကိုပေးတွေကိုပေါ့နော်ကျွန်တော်တို့ like တွေ follower တွေလောက်ထားရဆိုလို့ရှိရင်ကိုယ့်ကို ဒီလိုမျိုးယူဆစ်လိုက်မယ်ဆိုလို့ရှိရင်ကိုတွေးလို့ရှိရင်ဒါကိုအဖမ်းခံရမှာပေါ့နော်အဲ့လိုမျိုးဖြစ်အောင်ကိုတရားတော့ပဲတွေ့အောင်လို့ပိတ်ထားလို့ရတဲ့နည်းလေးဖြစ်ပါရဲ့နော်ဟုတ်ပြီအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးရတဲ့လားပါခင်ဗျာမိတ်ဆွေများလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာကျွန်တော်ဗီဒီယိုလေးရမိတ်ဆွေတို့အတွက်ကိုအကျိုးရှိတဲ့ဘုသူတရရဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကိုအများသူငါများလည်းသိအောင်မိတ်ဆွေတို့လိုပဲအများသူငါများလည်းသိအောင်ကျွန်တော် subscribe နဲ့ရရင် subscribe လေးနဲ့ပြီးတော့ခေါင်းလေးပါတိတိကျတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ